အင်္ဂါသားသမီးမင်္ဂလာပါအင်္ဂါသားသမီးများခင်ဗျာ2025ခုနှစ်အောက်တိုဘာလသတင်းကြော်လဆယ်လာပိုင်းမှာကံကောင်းတော့ကံထူးချင်စာတာရှင်အင်္ဂါတောက်ကြလို့စပြောထားကံနေနာကတက်နန်းလာကြတာပတိအင်္ဂါသားသမီးများဟာနာမည်ကောင်းကျော်ဆောင်မယ်ကံပွင့်မယ်တလနီနီလုံးအောက်တိုဘာ2ရက်နေ့ကြာတာပတိနေ့မှာ အောက်တိုဘာ30ရက်ကြာတာပဒင်းနေပဏိယဖန်တစားမုံလာဆန်းဆိုင်ရနေကြတလာလုံးကောင်းတယ်ဘာလို့ဆိုတော့အောက်တိုဘာလထဲမှာတရင်ချုပ်ကုံသားတို့တစားမုံကလည်းဝင်ပါတလာလုံးလုံးဟာအင်္ဂါသားသမီးကကောင်းပဲပုံပင်ပေါကားတွေကင်းစင်ဝိမဲစိတ်လုံချားစရာတွေတော့ကြုံမယ်အရှိကံကောင်းမယ်အိမ်တော်ပြညာနဲ့စိတ်ခူစရာလေးတွေပေါ်တက်တယ်လူငယ်ကိစ္စတွေ ာရီနာရီရဲ့ရီရွာရီကိစ္စတွေအားကျုံးမှတက်ဆောင်ရွက်ဖိမကုန်ရမယ်စိုက်ပြိုးရင်းနဲ့ပတ်သက်တာမွေးဖြူရင်းနဲ့ပတ်သက်တာတည်တည်ဝလံကုန်စိန်လုပ်ငန်းကိစ္စရက်တွေအင်္ဂါသားသမီးများကိုကောင်းချိုးပြုမယ်ကောင်းချိုးပေးမယ်အဆင်ပြေမယ်ကောင်းချိုးထူးခြားမယ်အဆင်တရင်ပြေစေမယ်အကျိုးပေးမယ်အကျိုးပေးတင်ငနဲ့တုံတင်ငနဲ့ငါကင်ငနဲ့တုံညာကင်ငနဲ့ဟိုကင်ငနဲ့တို့ပါအကျိုးပေးမယ် ကုံတော်ကိုုံဘားကိုရုတ်ဖတ်30ပွားများပါကံပွင့်လက်ပွဲစေပွားတွေမိမိဝင်တဲ့တော့အင်္ဂါချုံတောင်းမှာဖျောင်းတိုင်း၁၀တိုင်းလှုပ်ပေးပါဥဇော်ထွန်းကြီးပူဇော်ပါဖွာတိလားရှင်ဆရာတို့တို့လောင်းလူလည်းရပါတယ်နော်ကံပွင့်လက်ပွင့်မယ်အဘိဓမ္မအခါတော်နေ့သတင်းကြော်လာပြင်းနေမှာပဲဥဇော်လို့ရပါတယ်အဲအင်္ဂါလေးတွေကြားရောက်มาတရားဆိုလို့ရှိရင် ဆယ်လပိုင်း9ရက်နေ့14ရက်နေ့21ရက်နေ့28ရက်နေ့ကအင်္ဂါနေ့ရက်စွဲတွေဖြစ်တယ်ကိုယ့်ရဲ့အင်္ဂါနေ့အပတ်တိုင်းမှာလည်းကတ်လို့ပူဆောင်လို့ရတယ်အိမ်မှာလည်းရတယ်ဖျောင်းတိုင်းအတိုင်းအသေးအကြည့်ဟိုအယောင်အသေးမရှိဘူးဆယ်တိုင်းပဏမပြေပြေဝဝထုံးညင်ပူဆောင်ပေးပေးပါကံနေနေတာတွေကံညံ့နေတာတွေလည်းပြေပြောက်ပါမယ်ကံကောင်းတဲ့ကံစားတာရှင်ဖြစ်တဲ့နော်အင်္ဂါပထမကံကောင်းဘူးတောက်ကြဒုတိယကံကောင်းဘူး အောင်မြင်မယ်ရည်ရွယ်ချက်တွေဖြစ်မြောက်မယ်နင့်နာထားတာတွေလင်းဟဟလာကြမ်းကြာနေတာတွေလင်းလံထိုင်းပါနေတာလည်းကွင့်မယ်ကြမ်းကြာနေတဲ့ကိစ္စတွေလည်းအောင်မယ်အင်္ဂါသားသမီးအတွက်ကံကောင်းမယ်လက်ပွင့်မယ်ငွေကစီပါတက်မယ်အကြံအစီရည်ရွယ်ချက်တွေအောင်နိုင်မယ်ကုသိုလ်ကံကြာမှရည်တွေကောင်းမယ်တုံငါစီပါတို့လည်းတိုးတက်အောင်မြင်နိုင်မယ်ကံကောင်းချက်လက်ပွင့်ချက်လုံးဝစီပါတို့အောင်ကိန်းမှာအင်္ဂါသားသမီးတွေဖြစ်တယ်နာမည်ကုန်တဲ့ရင်လည်းဖြစ်မယ် ်တနည်းအားဖြင့်ပုံစိမ့်တစ်သေးဝန်လံလုပ်ငန်းကိစ္စတွေအောင်မြင်မယ်ငါသာတမအားလုံးကိုစိမ့်နှပြချမ်းမှချမ်းသာတော်မူကြပါစေလို့ရင်စံတာများလည်းတလုံးတဝပြေဝနိုင်ပါစေလို့ဆရာလင်နာထုဆုမောကောင်းဆုတောင်းမေတ္တာပို့တာအပ်ပါလေမင်္ဂလာပါဆက်လက်ပြီးတော့ဆာဆွေးနဲ့ဟောပြောပေးလို့တဲ့နေနာမှာဆိုလို့ရှိရင်တောက်ကြတာတမီးမြဲကန်ချာမှာကန်စာတာဟော့စတန်လေးဖြစ်ပါပဲတောက်ကြတာတမီးလေးဟာအော်တိုဘာနာဆယ်လာပိုင်းမှာ ဒုတိယကံကောင်းသောဇာတာရှင်ဖြစ်တယ်ဒုတိယကံကောင်းသောဇာတာရှင်အင်မတန်ကိုကံကောင်းမဲ့တဝူကြီးဖရာခုံကျော်ရမယ်အထုငွေကံကောင်းမဲ့ကျေးမီတွေရတာပွန်းလန်းတပင်ဖိမှန်တကပြုခံရတာကြွားရောက်ရှင်နေရတာတဏှာဖြင့်ယာထူးတိုးတာတရင်ကောင်းကြားရတယ်တဏှာဖြင့်ဆုံကျုံထားတာတွေပြန်ဝင်မယ်ထွက်ထားတဲ့ရွှေတွေဝင်လာမယ်ထုထုချာချပေါ့နော်အော်တိုဘာလဆယ်လာဘိုင်းဟာ တန်ကောင်းတော်နင်းနံရှင်ဇာတာရှင်တောက်ကြသားသမီးတွေဖြစ်တယ်။တောက်ကြသားသမီးများကံကောင်းမယ်၊ကံပွင့်မယ်၊လုပ်ငန်းဖွင့်လမ်းမယ်၊ကောင်းကျိုးထူးခြားမယ်၊အဆင့်တရင်ပြည့်မယ်။ဒုဒုချာချာအောင်နိုင်တယ်။နန်းလေးလေးကြာမကြီးပိုင်းကိုဂယုစိုက်ပေးရမယ်။ကြာမကြီးပိုင်းမှာနန်းလေးလေးဥလန်းကြောင်းနဲ့ပတ်သက်တာအစာအိမ်လုံးနဲ့ပတ်သက်တဲ့ကြာမကြီးပိုင်းနဲ့မကောင်းဘူး။နန်းလေးအပြိုင်အဆန်အတိုက်ခိုက်တဲ့ကြားကိုကြော်လွားပြီးတော့အပြုံးပန်း အောင်ပန်းပန်းတိုင်ကိုအမတန်စုကောင်းနေရရှိမဲ့နင်းနဲ့ရှင်စာတာရှင်များတောက်ကြတာသမီးတွေဖြစ်တယ်။နန်းနယ်လေးစိတ်တူတာတွေစိတ်ချုပ်တာတွေစိတ်ညစ်တာတွေခေါင်းအုံတာတွေခေါင်းခိုက်တာတွေအားလုံးကြော်လွားနိုင်ပြီ။တေးပြေလဲလဲကိုကိစ္စတွေအောင်နိုင်မယ်။အားအားသိစရာတွေဟိုတို့ရကောင်းနာကောင်းပါမယ်။နတ်တွေဝါတာတွေစောင့်ချောက်ခံရသလိုခက်ခဲနေတဲ့ကိစ္စတွေပြည့်ပြည့်လဲလဲပြတ်ပါမယ်။ကျွေးမီကိစ္စတွေ နောက်ဆက်ဆရာပေးဆရာကန်းဆရာရဆရာကိစ္စတွေအာအာတင်းတယ်လို့ပေါ့အနာနဲ့စိတ်တဟဆတာဖြစ်ပြီးတော့ပေါ့ကောင်းကြောတယ်ဖြစ်ပါမယ်နန်းနယ်လေးထုံတင်ညာကတ္တာရွှေတင်ညာကတ္တာလေးတွေကိုတို့ကံလေးတွေကောင်းတော့မွေးနေ့တောက်ကြလေးကိုအထုလုပ်ပေးဖို့လုပ်မယ်နောက်ဘုရားစိတ်ဒီမှာ ထုံတင်ညာဒါနာပြုတာ ရွှေတင်ညာရွှေစံကတ်လူတာလေးလုပ်ပေးပါပုံမို့ပြီးတော့ပေါ့ကံပွင့်လက်ပွင့်ဖုံးကံကံမြင့်လက်ရွှင် ပြုံပြောဆွင်ပြောစားလေးတွေဖြစ်ထွန်းပါလိမ့်မယ်။အဲ့တော့တောက်ကြတာသမီးတွေဟာအောက်တိုဘာ3ရက်အောက်တိုဘာ10ရက်အောက်တိုဘာ18ရက်အောက်တိုဘာ24ရက်31ရက်လာကုန်နေဟာဆိုလို့ရှိရင်တောက်ကြလေးတွေဖြစ်တဲ့အောက်တိုဘာလအဲ့တော့တောက်ကြလေးရက်စပယ်တွေထဲမှာအဘိဓမ္မအခါတော်နေ့တရေကျော်လာပြင်းနေပါပဲဖြစ်ဖြစ်မွင်းနေ့တောက်ကြနေ့အပတ်တိုင်းမှာပဲဖြစ်ဖြစ်ဖျောင်းတိုင်းစစ်တိုင်း ်ဝန်းနံတော်တောက်ချာကျိုးတောင်းမှာပူဆော်ခြင်းသာ၎င်းမိပြီးတို့နေအိမ်၌တော်၎င်းပူဆော်ပါအတိုင်ကြီးအတိုင်တည်းပဏာမမရှိဘူးဘောတိလာရှင်ဆရာလေးတို့ကိုလည်းလောင်းလူလို့ရတယ်နော်ဟောဓမ္မယုံတန်ရာဖြင့်ဘုရားစေတီတောင်ရန်စားတော်သူတို့ကိုလှူပေးလိုက်တာဖယောင်းတိုင်းလှူပေးပါနော်ရှစ်တိုင်းတို့ကြီးပူဆော်ပေးပြရတယ်တေးရှာရှာကုန်တော်ကာတာတို့ဆိုတောင်းပြီးတော့ပူဆော်ပေးပေးပါနော် တောပကပိအရဟံနော်တောပကဝဣတိပိအရဟံတေရှာသုတောင်းမေတ္တာကိုထိတ်ထပြီးတော့ကတ်လို့ဟိုစောပိတ်လိုက်ကံကြမ္မာကံစာတာညံ့နေတာလေပြေကောက်ပါဟိုသောကံလေးလည်းပွင့်နှံ့မယ်အချိုးပိကိင္ကနဲ့ဒီမှာဆိုလို့ရှိရင်နှစ်ကိင္ကနဲ့ငါးကိင္ကနဲ့ရှောက်ကိင္ကနဲ့ခုနှစ်ကိင္ကနဲ့ကောင်းချိုးပိတ်တယ်နေအိမ်မှာအတုံးအဆောင်မလို့တဲ့အပြင်အစီရရှိရင်လည်းစွန့်ထုတ်ပေးပေးပါနော်အစီရညောက်ရ အကြောင်းကိစ္စကြီးငယ်မရှိပဲထိုနေရာတို့ကိုသွားလာခြင်းချောင်းခြင်းပါတောင်းချိုးထုံးမယ်ပြုတ်ရံနေရသူတို့ရဲ့အရှိကံကောင်းမယ်အရှိလက်ပွင့်မယ်အိမ်တော်ကြီးမှာသင်္ကမကင်းတာစိတ်တန်တရားပွားများတဲ့ကိစ္စလေးတော့ကြုံလာတတ်ပါတယ်ဒါကြောင့်တောက်ကြသားသမီးတွေဟာကံကောင်းလက်ရွှင်ကံပွင့်လက်ပွင့်တယ်လားပြီးခဲ့တဲ့ဦးလာပိုင်စက်တင်ဘာလဟောဆလန်ကပြောခဲ့တယ်နော်အောက်တိုဘာလမှာတောက်ကြသားသမီးအောင်မြတ်မှာတောက်ကြသားသမီးကံကောင်းမှာအဆင်ပြေမယ် ကံကောင်းသောသာတာရှင်တွေမှာပါဝင်တယ်လို့ကြုံပြီးလဲပြောခဲ့တယ်အခုလဲဆက်ထပ်ပြီးတော့ပြောပြဆွေးနွေးဟောပြောဟောကိန်းမှာပြောပြထားပါတယ်ဟောကိန်းမျိုးဟောပြောပါလိုက်ပါတယ်เนาะဟောပြောချက်ကိုလည်းမှတ်သားထားပြီပါเนาะတောက်ကြသားသမီးတွေကံကောင်းသောသာတာရှင်တွေဖြစ်တဲ့အော်တိုဘာလကံကောင်းသောသာတာရှင်တွေဖြစ်နေတဲ့အောင်မြင်မှုတွေရနိုင်မယ်ဆိုပြီးတော့ဆရာဟောပြောချက်ဒေသလေးမှတ်သားပြီးတော့ကံရောညာရောဝရိယရောအကြောင်း၃ပါး အောင်ကြိုပြုပြီးတော့လုပ်ငန်းရေးစီးပွားရေးအောင်မြင်ပါစေငွေကြေးကိစ္စတွေပွဲစားလုပ်ငန်းအင်ချာမြေလုပ်ငန်းရောင်းဝယ်ရေးကိစ္စငပင်းငချောင်းငန်းများရေးပုံစီစီးပွားဆန်စီစေဝါကိစ္စတွေကုန်ကြောင်းကုန်ဝယ်တွေတောက်ကြတာတင်ပြီးတော့တက္ကန်တနဒီအောက်တိုဘာလ10လပိုင်းတရင်ကျော်လာမြတ်ဟာမင်္ဂလာမင်္ဂလာအပေါင်းမင်္ဂလာရှိမဲ့လာလေးတလားဖြစ်ပါလေတောက်ကြပါသည်အားလုံးကိုစိတ်ညပ်ပြချမ်းမှချမ်းသာတော်မူကြပါစေလို့ ဆရာအနေနဲ့အထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်